ကတိပေရီပါဝင်တဲ့အာကာသခီးစဉ်အောင်မြင်စွာပြီးဆုံးပေါ့ဂီတာကျဲပွဲကတိပေရီအပါဝင်အမျိုးသမီးတွေကြီးလိုက်ပါသွားတဲ့အာကာသခီးစဉ်ဟာကဘာမြေစီချက်ချောမှုမိပြန်လဲရောက်ရှိလာခဲ့ပြီဖြစ်ပါတယ် NS 31ရင်ငယ်ဟာစက်တမနေ့ကျောင်းပြန်တန်းခဲ့တဲ့နောက်ကဘာမြေနှစ်ပြင်ရဲ့အထက်ကီလိုမီတာ100လောက်ထိခီးရောက်ခဲ့တာဖြစ်ပါတယ်ပေါ့ဂလိကအာကာသခီးသွားဝန်ဆောင်မှု လုပ်ငန်းနယ်ပယ်မှာ ဤပညာလုပ်ငန်းစုကြီးတွေကြားပြန်ဆန်မှုမြင့်တက်လာချိန်မှာလူများစိတ်ဝင်စားစေမဲ့အခုခရီးစဉ်ကို Blue Oregon ကစီစဉ်ခဲ့တာလည်းဖြစ်ပါတယ်။ဤပညာလုပ်ငန်းရှင်တစ်ထည်ကြီး Jet Bezos ရဲ့ Blue Oregon သုံးပြင်ဟာ Perry နဲ့နောက်ထပ်အမျိုးသမီး၅ဦးကိုတင်ဆောင်ပြီးအကာသဟင်းလင်းပြင်စီပြန်တန်းခဲ့တဲ့နောက် AB 14ရက်နေ့တုန်းကပြန်လည်ဆင်းသက်လာခဲ့တာဖြစ်ပါတယ်။ Blue Oregon Company ဟာ တက်ကဆက်ကနေအဲ့ဒီဒုံးပြန်လွှတ်တင်တဲ့ဗီဒီယိုနဲ့တက်ကဆက်အနောက်ပိုင်းမှာဒုံးပြန်ထိပ်ပူးရဲ့ NS31 အာကာသရင်ငယ်ကလေးထီနဲ့ပြန်လည်ကြဆင်းလာပုံတွေကိုထုတ်လေးပြသခဲ့ပါတယ်။အဲ့ဒီခရီးစဉ်မှာပယ်ရီအပြင်ရုံမြင့်တန်ကြားထုတ်လေးရေမှုဂေးကင်ဂျာနယ်လစ်တဦးဖြစ်တဲ့လော်ရန်ဆမ်ဂျက်ဒုံးပြန်သိပ္ပံပညာရှင်အိုင်ရှာဘုံလူခွေတက်ကြွလှုပ်ရှားသူအမန်ဒန်ငုယန်နဲ့ရုပ်ရှင်ထုတ်လုပ်သူကေရန်နီဖလင်းတို့လိုက်ပါလာခဲ့ကြပါတယ်။ NS31 ရင်ငယ်ဟာ70မိနစ်ကျော်ပြန်တန်းခဲ့တဲ့နောက်ကမ္ဘာမြင့်တစ်ပြင်ရဲ့အထက်ကီလိုမီတာ100လောက်ထိခရီးရောက်ခဲ့ပါတယ်။ပေါဂလီကအာဂါတာခီးသွောင်းဝန်ဆောင်မှုလုပ်ငန်းနယ်ပယ်မှာနည်းပညာလုပ်ငန်းစုကြည့်တဲ့ကြားပြန်ဆန်မှုမြင့်တက်လာချိန်မှာလူများစိတ်ဝင်စားစေမယ့်အခုခရီးစဉ်ကို Blue Oregon ကစီစဉ်ခဲ့တာလည်းဖြစ်ပါတယ်။မြန်မာကုန်ရဲ့သတင်းမီဒီယာမှာနောက်ဆုံးရနိုင်ငံတကာသတင်းများကိုသိရှိနိုင်ဖို့ like share subscribe လုပ်ပေးခြင်းဖြင့်ကူညီနိုင်ပါတယ်ရှင်။